thank you မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။တိုင်းနယ်ပြည်နယ်အလုံးမှာကျင်းပဖို့မဖြစ်နိုင်တဲ့စစ်ကောင်စီရွေးကောက်ပွဲအကြောင်းကိုတင်ဆက်ပေးပါမယ်။ဆေအာနာရှင်စနစ်စန့်ခြင်းတိုက်ပွဲတွေကြောင့်နိုင်ငံတော်ရှိမဲဆန္ဒနဲ့330ရှိနေတဲ့ကတိုင်းနယ်ပြည်နယ်အလုံးမှာရွေးကောက်ပွဲကျင်းပဖို့မဖြစ်နိုင်ဘူးလို့နိုင်ငံပါတီတွေကခံမှန်းပြောဆိုနေကြပါတယ်။ဒီနှစ်ကုန်ပိုင်းမှာစစ်ကောင်စီကရွေးကောက်ပွဲကျင်းပဖို့ကြေညာထားပြီးလိုအပ်တဲ့အသုံးစရိတ်တွေအတွက်ပြည်သူ့ရွေးကောက်ပွဲကော်မရှင်ကို၄ပုံ၃ပုံလောက်သာခွင့်ပြုပေးထားတယ်လို့နိုင်ငံပါတီတွေက 是话的，大张。 မြို့နယ်အနေနဲ့မဲဆန္ဒနဲ့330ရှိနေတဲ့ကလေးပုံတပုံမှာတနည်းအားဖြင့်မြို့နယ်80ကျော်သာကျင်းပနိုင်တဲ့အခြေအနေမျိုးတိုင်းနယ်ပြည်နယ်အလုံးမဖြစ်နိုင်တဲ့အခြေအနေပါဒါပေမဲ့ဘလောက်ပမာဏတီကော်မရှင်ကတောင်းခံပြီးစစ်ကောင်စီကဘယ်အတိုင်းတာတီခွင့်ပြုပေးခဲ့တယ်လဲဆိုတာကိုတော့နိုင်ငံပါတီတွေဘက်ကမရှိသလိုညွန်ကြားချက်တွေထွက်မလာသေးဘူးလို့သိရပါတယ်။မော်တိုတိုင်ပါတီကောင်းဆောင်တုံးရဲ့အခြေအနေအရအစိုးရဖွင့်နေလိုက်တဲ့မဲဆန္ဒနဲ့အလုံးရဲ့လေးပုံတပုံတော့မသိကြတဲ့အတွက်တိုင်းနယ်ပြည်နယ်အလုံးရွှေကောက်ပွဲလုပ်ဖို့မဖြစ်နိုင်ဘူးလို့ပြောပါတယ်။လက်ရှိအခြေအနေအရအစိုး င်းရဖွဲ့နိုင်လောက်တဲ့လေးပုံတစ်ပုံတော့မှဖြစ်ချင်မှဖြစ်မယ်ဒီနယ်ဒါပေမဲ့ယူအီစင်ကထွက်လာတဲ့ညွန်ကြားချက်မှသိရမှာပေါ့အခုလောလောဆယ်ကတော့ကျွန်တော်တို့ခံမှန်းတာလည်းအဲ့ဒီလောက်ပဲဖြစ်နိုင်တယ်လို့ယူဆတယ်မဲဆန္ဒရှင် area ရဲ့လေးပုံတစ်ပုံပေါ့တချို့တော်တော်များများမှန်းကြတာကတော့တိုင်းနယ်ပြည်နယ်14ခုလုံးတောင်မှအကုန်လုံးမဖြစ်နိုင်ဘူးရွေးကောက်ပွဲကော်မရှင်ကထွက်လာတဲ့ဟာမှသိရမှာပေါ့ဒါပေမဲ့အခုဘာမှတိတိကျကျမသိရသေးဘူးလို့ဆိုပါတယ်စစ်ကောင်စီအနေနဲ့မျိုးပေါင်း60ကျော်ကိုအလုံးစုံလက်လွတ်ထားရတယ်လို့ဆင်အာနာရှင်စနစ်စန့်ကျင်တိုက်ပွဲတွေလည်းမြို့အနှံ့ဆက်ရှိ နေတဲ့အတွက်စင်ကြီးပฏิပက္ခဖြစ်စဉ်မဖြစ်ပွားတဲ့မြို့နယ်က60လောက်သာကျန်ရှိတော့တာပါ ။ဒါကြောင့်မြို့နယ်ပေါင်း45ခုရှိတဲ့ရန်ကုန်တိုင်းမှာရွှေကောက်ပွဲကိုရှာနှုန်းပြီးကျင်းပလာနိုင်တယ်လို့ကြံတဲ့တိုင်းဒေသကြီးတွေမှာတော့တည်ငြိမ်မှုရှိတဲ့မြို့နယ်နဲ့မြို့ပေါ်တချို့မှာသာကျင်းပနိုင်မယ်လို့နေလာသူတွေကခန့်မှန်းကြပါတယ်။တိုင်းဒေသဒေသတွေထဲမှာစစ်ကောင်စီအတွက်မြို့နယ်၃ခုတော့အကျန်ရှိတော့တဲ့ရခိုင်ပြည်နယ်မှာတော့ရွှေကောက်ပွဲကျင်းပနိုင်မှာမဟုတ်တယ်လို့ကချင်ချင်းနဲ့ကရင်နီကတိုင်းဒေသလက်နက်ကိုင်တွေထိန်းချုပ်ထားတဲ့နေမြေတွေမှာလည်းအလားတူပါပဲ။နေမြေများစွာဆုံရှုံထားတဲ့ရှမ်းမြောက်မှာတော့ရွှေကောက်ပွဲကျင်းပနိုင်ဖို့တရုတ်အစိုးရကနေတဆင့်သက်ဆိုင်ရာတိုင်းဒေသလက်နက်ကိုင်ဖွဲ့တွေကို ပြအားပေးလာနိုင်တယ်လို့စည်ရီအကန့်ခတ်တွေကသုံးသပ်ကြပါတယ်။ကရင်ပြည်နယ်မှာလည်းလုံခြုံရေးအားနှမျိုးနယ်လောက်သာကျင်းပနိုင်ပြီးမွန်ပြည်နယ်မှာတော့ရှင်မျိုးနယ်နဲ့တထုံခရိုင်ကလွှဲရင်ကြံတဲ့မျိုးနယ်ဒီမှာရွှေကောက်ပွဲကျင်းပနိုင်တယ်လို့လေလံသူတွေကခန့်မှန်းပြောဆိုကြပါတယ်။မွန်ပြည်လူ့ကွင်ဖောင်ဒေးရှင်းပရိုဂရမ်ဒါရိုက်တာနိုင်အဲမွန်ကရေးတောင်ပိုင်းမှာလုံခြုံရေးယူပြီးရွှေကောက်ပွဲလုံလာနိုင်တယ်လို့တချို့နေရာတွေမှာရွှေရှားပုံစံနဲ့ကြိုတင်မဲတွေလုံလာနိုင်တယ်လို့ထောက်ပြပါတယ်။စေယုံစုကရွှေကောက်ပွဲကိုမွန်မာလုံလာနိုင်ကြီးတော့အများကြီးရှိတယ်။ဘာလို့ဆိုဆယ်မျိုးနယ်တွေမှာပြောင်းကြည့်မယ်ဆိုရင်ရေးမျိုးနယ်တောင်ပိုင်း င်းလောက်မှာပဲတတိထားပြီးတော့တည်တည်ချာချာလုံခြုံရေးလူပြီးလောက်ရမယ်ပြီးတော့တထုံခရိုင်စိုက်တူပြီးနဲ့တထုံခရိုင်နူတက်မဟာတေတက်မဟာတုံတချို့နေရာတွေမှာသူတို့လုံနိုင်ချေတိတ်တော်ရှိမယ်မထင်ဘူးဒါပေမဲ့လည်းမိုဘိုင်းရွှေရှားပုံစံတွေကြိုတင်မဲပေးပုံစံတွေနဲ့လှုပ်ချင်လှုပ်နိုင်မယ်လို့ကျွန်တော်ထင်တယ်လို့ဆိုပါတယ် မွန်ပြည်နယ်မှာရွှေကောက်ပွဲကျင်းပနိုင်ရင်နေမြေရှင်းလင်းတွေကိုပိုက်စိတ်တိုင်လုပ်နေတယ်လို့ရှိနေတံပြူစင်းရဲမျိုးနယ်မှာစစ်ကောင်စီအင်အားဖြည့်တင်းထားပြီးနိုင်ငံသားစစ်စီရင်ကပြားတွေလည်းလှုပ်ဆောင်ပြီးနေတယ်လို့သူကဆက်ပြောပါတယ်စစ်ကောင်စီကျင်းပမယ်ရွှေကောက်ပွဲကိုတရုတ်နဲ့ရုရှားနိုင်ငံကောင်းဆောင်နေပါဝင်မိဖက်နိုင်ငံတချို့ရဲ့ထောက်ခံအားပေးမှုကိုရရှိထားပြီးလူဝတ်တဲ့အကူအညီတွေလည်းပေးသွားဖို့ရှိနေတာပါဒီအချိန်မှာရွှေကောက်ပွဲကိုအခုနှစ်အတွင်းမဖြစ်မနေကျင်းပနိုင်ဖို့ပြင်ဆင်နေပြီးဒေသလိုက်တည်ငြိမ်မှုရှိဖို့လိုအပ်တဲ့အတွက်ဇွန်လအကောင်ထင်းအပြစ်ခတ်ရဲစရင်တက်တန်းတိုးမြှင့်ထားတယ်လို့စစ်ကောင်စီက ဆိုပါတယ်လောလောဆယ်မှာစစ်ကောင်စီကဒီဇင်ဘာတတိယပတ်ကနေနောက်နှစ်ဇန်နဝါရီဒုတိယပတ်အတွင်းရွေးကောက်ပွဲကျင်းပမယ်လို့သာအသိပေးထားပြီးမေဆန္ဒနည်းမြေသတ်မှတ်မှုကိုတော့မကြေညာရသေးပါဘူးရွေးကောက်ပွဲအသုံးစိတ်ကလည်း၄ပုံတစ်ပုံသာချထားပြီးတဲ့အတွက်အသုံးပြုမဲ့ electronic မဲပေးဆက်တွေလုံလောက်မှုရှိမှာမဟုတ်ဘူးလို့နိုင်ငံပါတီတွေကထောက်ပြပါတယ်တစ်ဖက်မှာတိုင်းဒေသကြီးနဲ့ပြည်နယ်အခြေဆိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ Gary ကိုဥက္ကဋ္ဌအစင်တီအသိဖွဲ့စည်းတာမျိုးမရှိသေးသလိုရွေးကောက်ပွဲဆိုင်ရာဥပဒေတွေဒီဥပဒေတွေလည်းမပြတ်ထမ်းရသေးပါဘူးရွေးကောက်ပွဲကော်မရှင်ကနေတည်ဆဲနိုင်ငံ င်ပါတီဖြင့်54ပါတီကိုခွင့်ပြုပေးထားပြီး9ပါတီကကြီတောင်စုဆင်စီယုံမှာဖြစ်တာကြံ55ပါတီကတော့တိုင်းတမမုတ်ပြည်နယ်တခုအတွင်းသာစီယုံကြမှာဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ပါတီလစ်တနာမင်းအောင်လိုင်ကိုဘတ်သူအစားထုတ်မလဲဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အဲ့ဒီမေကွန်းကိုပါတီလစ်တနာကအေယာရီမှာမေကွန်းထုတ်ထားတာဖြစ်ပါတယ်။စစ်တပ်ကခုလိုအကြဆုံးများစွာနဲ့ပတ်ပေါင်းဆောင်အကြံရိုက်နေချိန်မှာမီးလဲမီးတင်လာပါတယ်။စောင်းမရှင်က၎င်းရဲ့မေကွန်းနဲ့ပတ်သက်ပြီးအခုလိုဆက်လက်ရှင်းသားထားပါတယ်။မင်းအောင်လိုင်ကအာနာကိုငန်းငန်းတက်နေသူတောင်းတ ာဖြစ်ပြီးမြို့ရွာလူငယ်အိမ်များကိုပုံချဲဖို့လာလာမြဝန်မလေးသူဖြစ်တဲ့မြင်းကလေးကြီးလှုပ်ပြီးတည်တိုင်အောင်တော်လိုင်းအဖွဲ့များလှုပ်ရှားမှုမရှိတဲ့မြို့ရွာများကိုတောင်ပုံချဲတိုက်ခိုက်ဖို့အမိန့်ပေးခဲ့သူဖြစ်ပါတယ်။ ။ဟိန်ရှိနိုင်ငံတကာရာဆွေးမှုဆိုင်ရာတရားရုံးမှလည်းမင်းအောင်လိုင်ကိုဖမ်းဝမ်းထုတ်ဖို့ပြင်ဆင်နေပါတယ်။၎င်း၏ကုန်သိက္ခာကနိုင်ငံတကာမှအဖက်စင်မရအောင်ကြာဆင်းနေပြီဖြစ်ပါတယ်။ပြည်ရင်းပြည်ပရှိမြန်မာနိုင်ငံသားတွေကလည်းမျက်နှာတော့မမြင်ချင်လောက်အောင်မုံတီးယွန်ရှာနေကြပါတယ်။စစ်တပ်တွင်ရှိမိုးချုပ်တွေကလည်း၎င်းကအလွန်ပြော့ညံ့ပြီးစုံဖြတ်ချက်မပြတ်သားဘူးလို့လက်ခံထားကြပါတယ်။စစ်တပ်နဲ့ဒီဆက်တဲ့တရင်ရက်ွက်တွေအစိုးရတပ်တွင်းမှလည်းတိုင်းရင်းသားများနဲ့ PDF များနှိမ်နင်းနိုင်စွမ်းမရှိဘူးလို့ရှုံချီနေကြပါတယ်။အခုခါ၎င်းတပ်ပေါ်ပြီးလုံရဲကန်ရဲရှိမဲ့သူလိုအပ်လာတဲ့စ စ်တပ်အနေနဲ့၎င်းတို့ကွဲကုန်ပြီဆိုတာကိုအဖြစ်မခံနိုင်လို့ဖြုတ်ချဖြစ်ဖို့မရှိတော့လဲဘေးထွက်ဖြစ်ဖို့ရှိနေပါတယ်။လာမယ့်ရွေးကောက်ပွဲပြီးရင်တပ်ကနေထွက်ပြီးသမရရှာသူရှူဖို့ပြောလာဖို့ရှိပါတယ်။ဘူတန်ရှင်ကတင်ယုတ်ပေါ်အလွန်ကြုံမိခိုလာရမှုမှာရုံထွက်နိုင်ဖို့နဲ့၎င်းရဲ့တမိုင်းကြောင်းနဲ့မိသားစုအနာဂတ်လုံခြုံရေးအတွက်2008ဖွဲ့စည်းပုံကိုဖန်တီးပြီးဘူသိန်းစင်ကိုသမရမင်းအောင်လိုင်ကိုကာကွယ်ဦးစီးချုပ်နဲ့ဘူရွှေမန်းကိုလွတ်တော်ဥက္ကဋ္ဌဆိုပြီးရှာသူများခွဲဝေပြီးခဲ့ပါတယ်။2015ရွေးကောက်ပွဲပြီးမှာဘူသိန်းစင်နေရာမှာရွှေမန်းကိုသမရဖြစ်စက္ကန့်ပေါ်လဲရထားခဲ့ ပါတယ်။ဖိုသိန်းစိန်လက်ထက်မှာအံ့အားသင့်ပွဲကောင်းလာအောင်ပြုပြင်ပြောင်းလဲမှုတွေလုပ်လာပြီးဒေါ်ဆန်းစုကြည်ပါဝင်မြင့်မြင့်ယုံကြည်ချက်ကြောင့်အချင်းချခံနေရသူတွေကိုပြန်လွှတ်ပေးခဲ့ပါတယ်။မြန်မာကလည်းအပယ်ခံပွားမှာအနောက်အုပ်စုရဲ့အချစ်တော်ဖြစ်လာပြီးတရုတ်တို့ပြီးရောက်သွားခဲ့ပါတယ်။အစပိုင်းမှာတော့အစားဆိုင်ရာအစဉ်ချုံးလာခဲ့တဲ့တကယ်တမ်းမှာသိန်းစိန်ကအနောက်အုပ်စုလိုယူဆထားသလိုမြန်မာပြည်ရဲ့ဂေါ်ဘာကျော့မဟောင်ပိုတန်းရှင်ရဲ့မဟာစီမံကိန်းကြီးကိုလိုက်နာလှုပ်ဆောင်နေသူတာဖြစ်ပါတယ်။ တိန်းစင်က2020ပြည်နှစ်ဇန်နဝါရီလမှာ၎င်းရဲ့သဘောထားအစစ်မှန်ကိုပြသလာခဲ့ပါတယ်။2020ပြည်နှစ်ဇန်နဝါရီ9ရက်နေ့မှာတိန်းစင်ကကျက်ဖို့ဌာနချုပ်မှာပြုလုပ်တဲ့ခန်းနာတစ်ခုမှာမြန်မာနိုင်ငံကနေမြေလူမျိုးဘာသာတို့နဲ့ပတ်သက်ပြီးချင်းချမှုတွေရင်ဆိုင်နေရကြောင်းပြောကြားခဲ့ပြီးလာမယ့်2020အထွေထွေရွှေကပွဲမှာနိုင်ငံကိုကာကွယ်မဲ့ကိုယ်စင်လောင်းတွေကိုမဲပေးဖို့ပြည်သူတွေကိုတိုက်တွန်းခဲ့ပါတယ်။အာနာသိမ်းပြီးနောက်ပိုင်းစစ်တပ်အတွက်တရင်ပင်လို့တန်တရားနဲ့အသက်ခံရတာဒါမှမဟုတ်တရားရရှိခဲ့တဲ့ကျက်ဖို့ပါတီဝင်တွေရဲ့မိသားစုတွေအတွက်ဦးသိန်းစင်ကငွေလှူဒါန်းခဲ့တော့လေ ည်းစစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်တည်ဆုံခဲ့ရသူတွေအတွက်မြေတီလူဒတ်မှုမှပြုလုပ်ခဲ့တာမရှိပါဘူး2017 21အတွင်းမြန်မာလူအဖွဲ့အစည်းကအသွင်ပြောင်းလာခဲ့ပြီဖြစ်ပါတယ်မြေမြတိုင်းဓာတိပြောင်းလဲသွားတယ်ဆိုတာကိုမသိနားမလည်နိုင်ဖြစ်နေတာကစစ်တပ်ပဲဖြစ်ပါတယ်လူတို့ကလကောက်လို့တသက်နဲ့တကူမကြုံခင်ရပိုးတဲ့လွတ်လပ်ခွင့်နဲ့ရရှိလာကြပြီးဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို2015နဲ့2020ရွှေကပွဲတွေမှာတခဲနဲ့ထောက်ခံမင်းပြေးခဲ့ကြပါတယ်ရွှေမန်းကလည်းခံမှန်းချက်နဲ့နန်းတော်မကိုက်တော့လို့ဒေါအောင်ဆန်းစုကြည်နဲ့ပူးပေါင်းလာတဲ့2016 AP ြီးလာမှာတော့ရွှေမန်းပါဝင်ပါတီထိပ်ပိုင်းကောင်းဆောင်19ဦးကိုကျန်းပေါ်မှာထုတ်ပယ်ပြင်လိုက်ကြတယ်။တောင်အောင်စန်းစုကြည်ကလည်းနိုင်ငံတော်တိုင်ပင်ခံဖြစ်လာခဲ့တယ်။2021ဖေဖော်ဝါရီတရက်လွတ်တော်အသင့်မစတင်မီနိုင်ပိုင်းလူမမင်းအောင်လိုင်းတစ္ဆာကန်တက်တွင်နဲ့တန်ချက်ကကားများနေပြည်တော်နဲ့ရှန်ကုန်လမ်းမတွေပေါ်ရောက်ရှိလာပြီးတောင်အောင်စန်းစုကြည်နဲ့ရွေးချယ်တင်မြှောက်ခံထားတဲ့လွတ်တော်အမတ်အများပြားကိုဖန်ဆီးလိုက်ပါတယ်။ လူလူဖို့ကရခင်လိုစစ်အာဏာရှင်စနစ်ဖြင့်ခင်ဟောင်းကိုနောက်ပြန်ဆွဲခံရမှာကိုမလိုလားကြတော့ပထမပိုင်းမှာငြိမ်းချမ်းစွာဆန္ဒပြခဲ့တော့လဲစစ်တပ်ရဲ့ပြစ်ခတ်ခံလာလို့လက်နက်ဆွဲကင်ပြီးတိုင်းရင်းသားတပ်တွေနဲ့ပူးပေါင်းကတိုက်ပွဲဝင်လာခဲ့ပါတယ်ပိုတန်းရွှေကမင်းအောင်လိုင်လိုခက်ပြော့ပြော့လူတယောက်က၎င်းကိုအနည်းငယ်ပြီးမလာနိုင်မဲ့တီလို့ကကျုပ်ဖြစ်စကားတင်ရွေးချယ်ခံခဲ့တာပါမင်းအောင်လိုင်က1956ခုဇွန်လ3ရက်မှာမကွေးတိုင်းမင်းပူးမြို့နယ်မှာလူပစ်ကြီးပြင်းလာခဲ့သူဖြစ်ပါတယ်ရန်ကုန်တက္ကသိုလ်မှာဥပဒေပညာရေးသင်ယူနေစဉ်1994ခုနှစ်မှာစစ်တပ်ကတော့တက္ကသိုလ် ွင့်ရဖို့တတိယကြိမ်မြောက်ဂျိုးဘတ်မူအောင်မြင်သွားခဲ့ပါတယ်။စစ်တပ်ကတူမှလည်းတာမင်ညောင်ညအစင်သားရှိခဲ့ပြီးအတန်းဖော်ရင်းက၎င်းကိုဝီဝီမှရှောင်ရှားခဲ့တယ်။1989မှာကျောင်းစင်မီကြီးတက်မှာမထင်မရှားဘဝနဲ့အမှုတန်းခဲ့ပြီးတစ္ဆာရှိမှုကြောင့်ရာလူစစ်စင်တက်လာရမှာ2009ခုနှစ်မှာအထူးစစ်စင်ပြုလို့ရတက်မှုဖြစ်လာခဲ့တယ်။၎င်းလက်ထက်ကိုကက်ဒေတာစစ်စင်ရေးတွေမှာထောင်နဲ့ချီတဲ့ရက်သားတွေတရုတ်နိုင်ငံဘက်ထွက်ပြေးတင်းရှောင်ခင်ကြရပါတယ်။၎င်းရဲ့လောင်းခံတက်တွေကလူတက်မှုမတိမ့်မှုမရှိမှုတွေကျူးလွန်ခဲ့တယ်လို့စစ်ဆွဲမှုတွေပေါင်းထွက်လာတော့လေဒီလိုလို ုပ်ရေးကိုင်ရင်းမှုနဲ့အတူတန်းရှိပေါ်သစ္စာရှိမှုတို့ကြောင့်2010ဩဂုတ်လမှာပူးတွဲစေဦးစီးချုပ်ဖြစ်လာခဲ့ပါတယ်။ February နေ့ရက်မှာအသက်62နှစ်ပြည့်သွားပြီဖြစ်တဲ့ဘိုတန်းရှင်က၎င်းကိုကြာကြာအကာအကွယ်ပေးနိုင်တော့မှာမဟုတ်။တိန်းစိန်လည်းအနားယူသွားပြီးရွှေမန်လည်းတိတ်ခါရှော့ကြကြသွားပြီဖြစ်ပြီးတန်းရှင်ရဲ့တမိုင်းကြောင့်အဆုံးသတ်သွားရမှာဖြစ်ပါတယ်။ မင်းအောင်လိုင်ကငလင်ကြီးအပီမှာဒေတာရင်အစည်းအဝေးများတက်ခွင့်ရလာလို့လူကြားနဲ့ပြန်ရောက်လာခဲ့တဲ့ဒေတာရင်ကောင်းဆောင်များနဲ့လက်စွဲနှုတ်ဆက်ဓာတ်ပုံအတူတွဲရိုက်ခံရခွင့်ရလာတဲ့တရုတ်သမ္မတနဲ့မော်စကိုမှာတွေ့ခွင့်ရခဲ့ပြန်တဲ့ဒါပေမဲ့မင်းအောင်လိုင်ရှင်ဆိုင်နေရတဲ့စစ်မြေပြင်အနေထားနဲ့တက်တွင်ပဋိပက္ခတွေကပြောင်းကွယ်သွားဖို့မရှိမင်းအောင်လိုင်ကနိုင်ငံတော်ဝန်လုံးကိုမြည်တိနည်းနဲ့များပြန်ပြီးထိန်းချုပ်နိုင်အောင်ဦးဆောင်နိုင်စွာရှိမဲ့သူမဟုတ်တာကသိကြနေပါတယ်ဒါတက်ပို့ပြီးတိုက်ပွဲတွေ့ကြုံရှိပြီးပို့ပြီးနဲ့စိတ်မှခတ်ထံပုံရတဲ့စုံဝင်းကိုကာကြုံဖြစ်မျက်စိကျလာတဲ့ရှေ့ပါဆက်ဖြစ်လာ ောင်းလဲဆိုတော့စောင့်ကြည့်ရဖို့ရှိပေမဲ့တနည်းအတွင်းသမရမင်းအောင်လိုင်းကာချုပ်စုံဝင်လို့ဖြစ်လာနိုင်ပွဲရှိတယ်ဒီလိုမဟုတ်ရင်လည်းတန်ရောက်စလုံးရှိကြမှာရှိတော့မယ်လို့စောင်းမမှရှိတာထားတာကိုတင်ဆက်ပေးလိုက်ရပါရဲ့ရှင်